မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်နဲ့ကက်လျာရှိတဲ့အေယာဝတီတိုင်း၊ပဲခူးတိုင်းနဲ့မကွေးတိုင်းအဆက်တို့မှာတိုက်ပွဲများရရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့အန်တောင်ကုန်း၊ကွားမြို့များက၎င်းတို့ရဲ့စစ်စခန်းများအားလုံးကိုတခုမကျန်လက်လွတ်လိုက်ရပြီးတဲ့နောက်ရခိုင်ရိုးမနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရိုးမတောင်တန်းရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်ရခိုင် AOD တိုင်းအဆက်နဲ့ရခိုင်ရိုးမ AOD တိုင်းအဆက်တို့မှာစစ်တပ်နဲ့ AA တို့ကြားမှာတိုက်ပွဲများပြင်းထန်နေတယ်လို့သိရပါတယ်ရခိုင် AOD တိုင်းအဆက်ရဲ့နေရာတချို့ .369 ဂုံးနဲ့ AOD တိုင်းရေကြီးမြို့ချင်းစုကြီးရွာအနီးမှာလဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ဒါအပြင်ရခိုင်ပြည်နယ်အမ်းမြို့နယ်အတွင်းကမြင်းကန်ပိန်းရီဆန်းကြက်ရီဆန်းကြီးရွာအနီးပတ်ဝန်းကျင်တနည်းအားဖြင့် အမ်ဘရန်ကားလမ်းမှာအနီးအပြန်အလှန်ထိုးစစ်ခံစစ်များနဲ့အတူတိုက်ပွဲများဟာဆက်လက်ဖြစ်ပွားနေခဲ့တာဟာတပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။တမ88တမ69လက်အောက်ခံတိုက်ရဲများမကွေးကပါဆာကတပ်ဖွဲ့ဝင်များပါဝင်တဲ့စစ်တပ်တိုက်ရဲများနဲ့2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့ကတည်းကစတင်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။ ဲ့ဒီတိုက်ပွဲများအတွဲမှာစစ်သားများရဲ့အလောင်းအမြောက်အများကိုတင်းစီရမိတယ်လို့လက်နက်ခဲများများစစ်တုံးဆောင်ပစ္စည်းများကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်တုံးမှန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာလည်းအရခတတ်တော် AA ကတင်းပတ်ရန်ကြန်ရှိနေတဲ့အထက်ကမျိုးကြီး၃မျိုးဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်မျိုးများတွေကစစ်တွေမျိုးနဲ့အနီးတဝိုက်မှာစစ်ကောင်စီကလက်နက်ကြီးလက်နက်ငယ်များ drone sniper များနဲ့တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့လေကြောင်းရေကြောင်းများကနေပြီးတော့လည်းရန်တမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင်း ၄၀နဲ့အမျှပြည်သူများတိုက်ဆုံမှုတွေရှိနေတယ်လို့သိရပါတယ်အထူးသဖြင့် drone တိုက်ခိုက်မှုအပါအဝင်လေကြောင်းကနေတိုက်ခိုက်မှုတွေဟာပုံမှန်များပြားနေတယ်လို့သိရပါတယ်ဇန်နဝါရီလ20ရက်နေ့မွန်လွယ်တနအီ12မိနစ်အချိန်မှာစစ်ကောင်စီကစစ်တွေမြို့နယ်ဂန်းကောကျွန်းရွာကနေပြီးတော့၎င်းရဲ့တပတ်ကမ်းမှာရှိတဲ့ဝါဘိုချေးရွာအတွင်းကို drone များနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဝါဘိုချေးရွာအတွင်းမှာရှိတဲ့အရသားလူနေအိမ်တချို့မိလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စစ်ရေးသတင်းကတော့မကွေးတိုင်းရောဒေသမှာရှိတဲ့ခီးလေးနဲ့ကြောက်ထုမြို့တော်ကိုစစ်ကောင်စီကလူနဲ့ခဲယမ်းအင်အားများဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ20ရက်နေ့နေ့လယ်ပိုင်းကပခုတ်ကူအခြေစားအမှတ်တရတဲ့ချင်းမြန်တပ်မှဌာနချုပ်ကစစ်ထောက်ဖို့ရင် ် MR70 နဲ့ဗိုလ်ကြီးတအုပ်အပါဝင်တပ်သားအင်အား73ဦးကိုလာရောက်ဖြစ်တင်းပေးခဲ့ပြီးတော့လက်နက်ခဲယမ်းနဲ့ကြီးစံတက်တာများလည်းပါလာတယ်လို့သိရပါတယ်။ရဟတ်ရင်ဟာ7မိနစ်ကျော်ရန်နာခဲ့ပြီးတော့ရွှေထီးခမ်းမကနေစစ်ကောင်စီတပ်သားလူနာများကိုပခုတ်ကူမျိုးတက်မှတရတိကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့ရောလင်းနှန်းကတာဝန်ရှိသူကပြောပြခါပါတယ်။အလားတူပဲဇန်နဝါရီလ20ရက်နေ့ညနေ4နာရီခန့်မှာကြောက်ထုံမြို့အခြေစိုက်အမှတ်368အမြောက်တပ်ကိုတပ်မတရားတက်ကစစ်ထောက်ဖို့ရဟတ်ရင်နဲ့လက်နက်ကြီးများကြီးစံများအပါအဝင် အချားလက်နဲ့ခဲယမ်းများကိုလည်းပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ18ရက်နေ့ကလည်းကြောက်ထုမြို့ကိုပိတ်ဆို့ကစစ်ကောင်စီကတပ်သားများစုဆောင်မှုများပြုလုပ်ခဲ့ကလူငယ်၄ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံသတင်းရင်းမြစ်များကအသိပေးထားပါတယ်။ထီလင်းကတော့အလင်းဝင်ဖို့ကျွန်တော်တို့နောက်ဆုံးသတိပေးထားပါရစေ။စစ်ခွေးတွေဘက်ကစစ်ကူပုတ်နေတာကတော့ဒါသူတို့အပိုင်းပေါ့ ပြောလို့ရတာကတော့ယောဒေတာမှာတိုက်ပွဲတွေဟာအရင်နှစ်ထက်ပုံမှုပြီးတော့ပြင်းထန်လာလိမ့်မယ်လို့ယောဒေတာကတော်လိုင်းတပ်ဖွဲ့ဝင်တအူးကသတင်းပေးဖို့ပြောကြားထားပါတယ်။ကြောက်ထုနဲ့ထီလင်းမျိုးတို့ဟာစစ်ကောင်စီလက်လွတ်လိုက်ရပြီဖြစ်တဲ့ချင်းပြည်နယ်တောင်ပိုင်းမျိုးများအထူးသဖြင့်မင်းတပ်မျိုးနဲ့ထိစပ်လျက်ရှိတယ်လို့သိရပါတယ်။ယောဒေတာကာကွယ်တပ်ဖွဲ့တွေဖြစ်တဲ့ယောတက်တော် YA ကချင်းညီနောင်စစ်စင်ရေးမတူပြီးမင်းတပ်လွတ်မြောက်ရေးမှသည်ယောဒေတာပြည်သူလူထုလွတ်မြောက်ရေးအဖိနိုင်ခံပြည်သူလူထုတရက်လုံးလွံ့မြောက်ရေးလုံခြုံရေးအတွက်ရည်မှန်းချက်တူမဟာမိတ်တပ်များနဲ့ စစ်ရဲအရှိန်တုံးမြင့်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကို 1A က2024ခုနှစ်ဒီသမလာ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ရောဒေတာလွံ့မြောက်ရေးကြိုးပမ်းရမှာရောဒေတာမှာရှိတဲ့ဂန်ကောကျော်ထီလင်ကြောက်ထုစောလောင်းရှိန်စတဲ့ဒေတာများလည်းအကျုံးဝင်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းငတိုင်းကျောင်းမြို့ အောင်ဆန်းရက်ကွက်မှာအကြမ်းဖက်ဆက်တမ်းနဲ့ရက်ကွက်အုပ်ချုပ်ရင်းမှုနောင်နောင်ကရခိုင်ပြည်နယ်ကစစ်ဘေးတိမ်ရှောင်လာကြတဲ့ပြည်သူတွေစီကနေပြီးတော့အတင်းအဓမ္မငွေချင်းများကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲများကြောင်းငတိုင်းကျောင်းမြို့ပေါ်ကနေထွက်ပြေးတိမ်ရှောင်လာတဲ့စစ်ဘေးရှောင်များစီကနေပြီးတော့အောင်ဆန်းရက်ကွက်အုပ်ချုပ်ရင်းမှုနောင်နောင်ကငွေကြက်ကိုတိမ်းနဲ့ချီပြီးတော့အတင်းအဓမ္မလိုက်လံကောက်ခံနေခြင်းဖြစ်ပြီးပစံမပေးနိုင်တဲ့ပြည်သူများကိုလည်းမြို့ပေါ်မှာနေထိုင်ခွင့်မပေးဘူးလို့ပြောပါတယ်အခုလိုမျိုးလှုပ်ဆောင်နေခြင်းကို အုပ်ချုပ်ရေးမှူးနောင်နောင်ကစစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်အောင်ဆန်းရက်ကွက်အုပ်ချုပ်ရေးမှူးနောင်နောင်ကအောင်ဆန်းရက်ကွက်အတွင်းမှာရှိတဲ့စစ်မှုထမ်းဖို့အတွက်လူငယ်များရှိတဲ့နေအိမ်များကနေပြီးတော့လာစေတယောက်ကိုငွေကျပ်2000အတင်းအဓမ္မတောင်းခံနေပြီးတော့အကြမ်းဖက်စစ်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုလည်းလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။အဲ့ဒီနောင်နောင်ဟာ အုတ်ချုပ်ရေးမှုဖြစ်လာမှသာငွေကြေးချမ်းသာလာတဲ့သူဖြစ်ပြီးတော့လက်ရှိမှာ၎င်းရဲ့နေအိမ်ကိုတိုက်ဆောက်ပြီးတော့ဆိုင်ကယ်မျိုးစုံနဲ့ကားစီးလာနိုင်သူဖြစ်တယ်လို့သိရပါဗျ။ငတိုင်းကြောင်မြို့အောင်ဆန်းရက်ကွက်အုတ်ချုပ်ရေးမှုနောင်နောင်ကရခိုင်ကနေစပေးတင်းရှောင်လာတဲ့ပြည်သူတွေစီကနေပြီးတော့ငွေကြက်ကိုတိမ့်နဲ့ချပြီးအတင်းအဓမ္မချင်းချောက်ပြီးတော့တောင်းခံတာတွေကိုလုပ်နေတဲ့သူပါပတ်စံမပေးနိုင်တဲ့စပေးရှောင်တွေကိုမြို့ပေါ်မှာနေထိုင်ခွင့်မပေးတာတွေ စစ်ခွေးတွေခေါ်ပြီးတော့ချင်းချောက်သားတွေကိုလည်းလှုပ်ဆောင်နေပါတယ်။နောက်ပြီးတော့စစ်မှုထမ်းကြီးဆိုပြီးတော့အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းရှိတဲ့ယောက်ျားလေးတွေရှိတဲ့အိမ်တိုင်းကိုတဦးကို၂000နှုန်းနဲ့နှစ်ဦးဆိုရင်၄000ပေးရပါတယ်။သူကအုတ်ချုပ်ရည်မှုဖြစ်မှကျွယ်ဝချမ်းသာလာတဲ့ဒူတွေတဲကတက်ရောက်ပါရက်ွက်ထဲမှာတမျိုးသေးတာအချင်းချင်းမတရားတဲ့နီးနဲ့ ဟုတ်သွေးဆုပ်ပြီးပတ်စံရယူပြီးတော့တိုက်ဆောက်ဆိုင်ကယ်အကောင်းစားတွေစီးအခုဆိုရင်နေချင်းကြချင်းကားပါဝယ်စီးနိုင် နေပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်တလုံးမှာငတိုင်းချောင်းမျိုးပေါ်ကိုရခိုင်ဒေသကစစ်ပေးရှောင်များရာပေါင်းများစွာတိမ်းရှောင်ရောက်ရှိလာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့တိုက်ခတ်တဲ့အတွက်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ20ရက်နေ့ညနေ6:40မိနစ်အချိန်မှာစစ်တပ်ကသခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ရွာရှိကြီးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံပြည်သူတချို့ကပြောပါတယ်။ပြစ်တာကတော့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတက်တွင်းငယ်ရနေပြီးတော့ပြစ်ခတ်တာပါ။အဲ့ခုလို့ပြစ်ခတ်လိုက်လို့6နဲ့အရွယ်ကလေးငယ်တအ ဦးရဲ့လက်ကိုလက်နဲ့ကြီးစထိမှန်သွားပါတယ်နောက်ပြီးတော့အသက်40အရွယ်အမျိုးသမီးတအူအသက်30အရွယ်အမျိုးသားတအူစုစုပေါင်း3ဦးတန်ရာရရှိခဲ့ပါတယ်နွားနှကောင်လည်းတေဆုံးသွားပါတယ်အခုလိုမျိုးကျမတို့ရွာဘက်ကိုလက်နဲ့ကြီးနဲ့ပြက်ခတ်ခဲ့တဲ့စစ်တပ်ကတော့လုံးဝမကျေနပ်နိုင်ပါဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်တပ်ကလက်နဲ့ကြီးနဲ့ပြက်ခတ်ခံရတဲ့ရွာရှင်ရွာဟာ ဘုဒ္ဓလင်းနဲ့တောင်ပတ်ချမ်းမုံရမြို့နယ်အဆက်မှာတည်ရှိပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့နီးကပ်တဲ့ခြေရွာတရွာလည်းဖြစ်တယ်လို့သိရပါဗျ2022ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဘုဒ္ဓလင်းမြို့နယ်ရွာရှိခြေရွာကိုဝင်ရောက်လာပြီးတော့ NLD ပါတီစီယုံရေးမှုဦးရှမ်းနဲ့အသက်14နှစ်အရွယ်မောင်အောင်မျိုးတန်းတို့ကိုရရဆက်ဆက်တပ်ဖြတ်မှုများကိုလှုံ့ဆော်ခဲ့ဘူးကြောင့်တရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်မျိုးသုံးမာလာကျောင်းကဈေးတယ်ကိုဇင်းရဲနောင်နဲ့ရေဦးမြို့နယ်ကလူငယ်73ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ရန်ကုန်နဲ့အေယာဝတီမှာလည်းလူငယ်များဆက်တိုက်ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းပြည်မျိုးသုံးမာလာကျောင်းမှာဈေးရောက်နေတဲ့ကိုဇင်းရဲနောင်ကိုအကြမ်းမဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရတဲ့မိတ်ဆွေများကပြန်လည်ပြောပြထားပါရယ်ဇန်နဝါရီလ16ရက်နေ့မနက်7:00နာရီကအချိန်မှာပြည်မျိုးတရေခိတရာရှေးဟောင်းနေမြေမှာရှိတဲ့တုံးမာလာကျောင်းမှာဈေးရောက်နေတဲ့ကိုဇင်းရဲနောင်ဟာ ပြည်မျိုးကနေဈေးဝယ်ပြီးပြန်လာတဲ့အချိန်တည်ခစ်တရားမော်စာတန်လန်းကုန်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ကိုဇင်းရဲတော်ဟာကျမရေးမကောင်းတဲ့အတွက်ဖုန်ကြီးကနေလူထွက်ပြီးသုံးမလာကျောင်းမှာဈေးဆိုင်လေးဖွင့်ပြီးတော့ကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေသူဖြစ်တယ်လို့သိရပါတယ်ကိုဇင်းရဲတော်ကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာ အုတ်ချုပ်ရဲမှုအေးထွန်းဆိုတဲ့သူတွေပါဝင်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ကိုဇင်းရဲတောင်ကိုအကြမ်းမဆက်တကစစ်တပ်နှမ်းချောင်းကိုပို့လိုက်ပြီလို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းရေဦးမြို့နယ်မှာလည်းစစ်တပ်ကလူငယ်၁၃ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စောအမေသားကပြောကြားထားပါတယ်။ဇန်နဝါရီလ19ရက်နေ့မှာရေးမြို့ပေါ်မှာစစ်တပ်ရဲ့ရက်ကျေးပြည်သူလုံခြုံရေးအဖွဲ့စစ်သားများနဲ့ရဲများက အဖွဲ့၃ဖွဲ့ခွဲပြီးတော့ကင်းလဲပြီးရက်ကွက်များအတွင်းမှာရှိတဲ့လူငယ်၁၃ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်အကြမ်းဖက်ဆက်ကောင်စီတပ်သားများကပေါ်တာဆွဲထားတဲ့လူငယ်များကိုထားရှိတယ်။အထက်ကတဲ့ចောင်းနဲ့အထက်ကတဲ့ចောင်းကိုလူခွဲပြီးတော့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာရေဦးမြို့ပေါ်မှာမြို့ကိုစွန့်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြတဲ့လူငယ်များဟာထောင်ထဲချီရှိလာပြီးတော့အကြမ်းဖက်ဆက်တပ်ကအလဲကျစနစ်နဲ့ စစ်မှုထမ်းခေါ်ဆောင်ရန်မလုပ်တော့တဲ့အတွက်ကြောင့်လူငယ်များရှိတဲ့နေအိမ်များကိုပြင်ပထားပြီးတော့လိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ရေဦးမြုပ်ဘော်ကစစ်ခွေးတပ်အနေနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုထုတ်ပြန်ထားတဲ့တရားမဝင်ဥပဒေမှာအသက်အရွယ်အပိုင်းခြားတွေပါရှိနေပါတယ်။နောက်ပြီးတော့အမျိုးသမီးတွေကိုစစ်မှုထမ်းမှုအထဲမှာမပါဘူးလို့လည်းစစ်ရှုံးကောင်စီကထုတ်ပြန်ထားတာတွေရှိပါတယ်။ အခုဖမ်းဆီးနေတာတွေကလက်လုံလက်စားပြည်သူတွေမြို့မှာဈေးကြီးထဲမှာဈေးရောင်းချနေတဲ့ပြည်သူတွေကိုအသက်အရွယ်မခွဲကြဘဲကြားမမရွေးဖမ်းဆီးနေတာတွေရက်တန်းကရက်ဖို့အတွက်သတိပေးပြောကြားချင်ပါတယ် လူမဆန်စွာအောက်တန်းစားစိတ်ဓာတ်မျိုးတွေနဲ့မြို့ပေါ်နေပြည်မဲ့ပြည်သူတွေကိုအမျိုးသမီးတွေကအစစစ်ကြောင်းထိုးရနောက်မှာဒဇာကန်ထဲ့ဖို့အတွက်ဖမ်းဆီးလှုပ်ဆောင်နေတာတွေကိုချက်ချင်းရက်တံပေးဖို့အတွက်သတိပေးပြောကြားချင်ပါတယ်ရေဦးမြို့ပေါ်မှာအကြောင်းမျိုးမျိုးကြောင့်မြို့ကိုမစွန့်ခွာနိုင်သေးပဲကြံရှိနေကြသေးတယ်ပြည်သူတွေအနေနဲ့အသွားအလာသတိပြုအထူးယူဆိုင်နေထိုင်ပေးကြဖို့ပြောချင်ပါတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စွာအမေသားကပြောကြားထားပါတယ်ဒါအပြင်ရန်ကုန်မြို့မှာလည်းထောက်ကြမ်းမြို့နယ်က လှဲကူမြို့နယ်ကိုတွားရောက်တဲ့ကိုရဲစုံနိုင်ဟာလမ်းမှာပျောက်ဆုံးသွားကြောင်းဒေသခံပြည်သူများထံကသိရှိရပါတယ်။ဇန်နဝါရီလ15ရက်နေ့ညနေပိုင်းမှာ ထောက်ကြမျိုးနယ်ကနေလဲကူးမျိုးနယ်ကိုတွားရောက်တဲ့အသက်20အရွယ်ကိုရဲစုံနိုင်ဟာလမ်းမှာပျောက်ဆုံးသွားခြင်းဖြစ်ပြီးတော့ဇန်နဝါရီလ20ရက်နေ့အထိအဆက်အသွယ်လုံးဝပြတ်တောက်နေတယ်လို့သိရပါဗျ။အလားတူရေရန်ကုန်မြို့မရန်ကုန်မြို့နယ်ရှစ်မိုင်ပေါက်စီဒီကျောင်းကညံရီမပြည့်မီတဲ့အသက်35နှစ်အရွယ်ဦးစေရထက်ဟာလည်းဇန်နဝါရီလ12ရက်နေ့မှာပျောက်ဆုံးသွားတယ်လို့သိရပါဗျ။အလားတူပဲဧရာဝတီတိုင်းဟင်းသရမြို့နယ်စစ်ကုန်းလေးကြီးရွာမှာနေထိုင်တဲ့ ကိုတိုက်သူရာဟာဇန်နဝါရီလ9ရက်နေ့မှာရန်ကုန်ကနေပြန်လာတဲ့လမ်းခေးမှာပျောက်ဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ